အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းဂျောဝါချန်နယ်နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အိမ်မှာကြက်မွားကြော်လှူစားပြပါတယ်ကြက်မွားကြော်ကလှုပ်ပြီးရင်တခါတည်းစားလို့ရတယ်လို့မျိုးတင်းထားပြီးတော့တဖြည်းဖြည်းစီလဲကြာရှည်ထားစားလို့ရတာမဟုတ်လို့အိမ်မှာပဲကိုယ့်ဘက်ကိုလှူစားလို့ရအောင်လို့ကြက်မွားကြော်လုံးနည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာကြက်မွားကြော်လှုပ်ဖို့အတွက်ကကြက်ရည်မုံသားကိုအသုံးပြုပါမယ်ကြက်သားကစုစုပေါင်း900ဂရမ်အသုံးပြုပါမယ် ပထမအဆုံးကြက်ရင်ပုံကိုရေးဆေးပါမယ်ရေးဆေးပြီးသွားရင်တော့ကြက်သားကိုပေါင်းပါမယ်အရင်ကတော့ကြက်မွားကြော်လုပ်လို့ရှိရင်ကြက်သားကိုပြုတ်ပြီးတော့ပဲလုပ်တာပါဒါပေမဲ့ပြုတ်ပြီးတော့ကြက်မွားကြော်လုပ်ထားတဲ့စာရင်ခုလိုမျိုးပေါင်းတာကြက်သားကိုပို့ပြီးတော့နူးညံ့စေသလိုကြက်ရဲ့အရသာနဲ့အာဟာရတွေရတယ်ရေထဲမှာပါပြီးတော့ဆုံးရှုံးမှုမရှိတော့တဲ့အတွက်ပေါင်းတာကိုပြုတ်တာထက်ပိုပြီးကောင်းတယ်လို့ယူဆပါတယ်ကြက်သားပေါင်းထားတော့မှာပဲကြက်သွုံကြော်ဖို့အတွက်ကြက်သွုံနီးရဲ့ကြက်သွုံပြည်ရဲ့ကိုအခုခွာထားပါမယ် ကြက်သွန်နီကိုတော့၈လုံးလောက်နဲ့အဖြူကို၃လုံးလောက်သုံးပြပါမယ်။ပြီးရင်တော့ကြက်သွန်နီကိုပပလှီထားပါမယ်။ကျက်သွန်ဖြူကိုလည်းပပလေးလှီထားပါမယ်။အခုကြက်သားပေါင်းထားတာ나이ဝက်လောက်ရှိပြီဆိုတော့ကြက်သားကနူပါပြီ။ပြီးပိတ်ပြီးတော့ကြက်သားကိုအေးခံထားပါမယ်။ က်သားအေးခံထားတော့ပါမယ်ကြက်သွန်အဖြူနဲ့အနီကိုကြောထားပါမယ်ပထမဆုံးအိုးရဲကိုစီထည့်ပြီးတော့ပူပေးလိုက်ပါမယ်ဆနွင်းထည့်ပါမယ်စီပူလာပြီဆိုရင်တော့ကြက်သွန်ပြူကိုအရင်ထည့်ပြီးတော့ကြောပါမယ်ကြက်သွန်ပြူအနားလေးစပြီးတော့ကျွတ်လာပြီဆိုရင်တော့မီးပိတ်လိုက်ပြီးတော့ကြက်သွန်ပြူကိုဆေးပြီးတော့စီစစ်ထားပါမယ် ပြီးရင် CO အပူပြန်ပေးလိုက်ပြီးတော့ကြက်သွန်ကြီးလှီထားတာကိုထည့်ပြီးတော့ကြော်ပါမယ်ကြက်သွန်ကြီးလေးတွေကျွတ်လာတဲ့အထိစိတ်ရှည်ရှည်နဲ့ကြော်ပြီးသွားရင်တော့ဦးရေအစိပြီးတော့စီစစ်ထားပါမယ် ကျက်သွန်ကြော်ပြီးသွားတဲ့အချိန်မှာကျက်သားကလည်းအီးသွားပြီးမို့လို့အသားမြင်လေးရအောင်လို့ခရင်နဲ့စိတ်ရှည်ရှည်လေးချစ်ပေးပါမယ်။အခုလိုမျိုးခရင်နဲ့ချစ်လိုက်တဲ့အတွက်ကျက်သားအမြင်တိတိလေးရတာဖြစ်လို့နောက်တစ်ခေါက်ပြန်ပြီးတော့ထောင်းစရာမလိုဘဲနဲ့အလုပ်ရှုပ်တတ်ပါတယ်။ကျသားကိုတေချာလေးမြင်ပြီးသွားပြီဆိုရင်တော့အရာသာနေပါမယ်။အင်းရွယ်ဘုံနှစ်စုံထည့်ပါမယ်။ စားတစုံနဲ့ငံပြာရိုးခမင်းစားစုံတစုံခွဲစားလောက်ထည့်ပါမယ်။ကြက်မွားကျော်ကငံတူးဝိုင်စားမကောင်းဖြစ်တယ်လို့အငံကိုတော့ရှော့ထားတာပိုကောင်းပါလိမ့်မယ်။ပြီးရင်အရသာနှံ့ဝအောင်လို့တေချာလေးနေပေးပါမယ်။အခုကြက်မွားကျော်စပြီးတော့ကြော်ပါတော့မယ်။ပြင်းတော့တင်ရွက်နဲ့ရုပ်သီးခွဲချံကိုအသင့်ပြေထားပါမယ်။ရုပ်သီးခွဲချံကကိုအဆက်စားနိုင်တဲ့လောက်ပမာဏအသုံးလို့ရပါတယ်။အကယ်လို့အဆက်မကြိုက်ဘူးဆိုရင်ရုပ်သီးမုံအထက်မကျော်လို့ရပါတယ်။ပိုးတဲ့ကိုစီထည့်လိုက်ပါမယ်။စီချက်ချက်တုံးကပိုးတဲ့စီကိုလည်းပြန်ပြီးတော့သုံးပါမယ်။ ကျမွားကျော်ဟာထဲ့ထဲ့ကြီးစီရန်ဆုတ်တာမို့လို့စီများများလိုပါတယ်။ကြော်နီးနဲ့ခြောက်သွားမှစီရပြန်ထွက်လာတာပဲဖြစ်ပါတယ်။စီပူလာပြီဆိုရင်တော့ပြင်းတော်သိန်းကိုအရင်ထည့်ကြပါမယ်။ပြင်းတော်သိန်းကစီထဲထည့်လိုက်ရင်ပေါက်တက်လို့သတိတော်ထားပါမယ်။ပြင်းတော်သိန်းရွက်တွေကျွတ်သွားပြီဆိုရင်တော့ပြင်ဆင်ထားပါမယ်။ပြီးရင်ကြက်သားကိုထည့်ပြီးတော့ကြော်ပါမယ်။ကြက်သားကစီကိုဆုတ်လိုက်တဲ့အတွက်စကြော်ကြော်ချင်းမှာစီတွေအများကြီးထည့်ထားတော့မှ၆ကက်သွားမှာပဲဖြစ်ပါတယ်။ ွှင်နေင်းထဲမှာမီးပူချိန်နဲ့တဖြည်းဖြည်းချင်းစီခြောက်လာပြီးတော့အခုလိုမျိုးစီလေးတွေပြန်ထွက်လာမှာပဲဖြစ်ပါတယ်။ကြက်သားလေးတွေခြောက်ပြီးတော့ကျွတ်လာတဲ့အထိစိတ်ရှည်ရှည်နဲ့မှွေပြီးတော့ကြော်ပေးရပါမယ်ခင်ဗျာ။ခံမှန်း10မိနစ်လောက်တော့ကြော်ပေးရပါတယ်။ဒါတော့ကိုကြော်တဲ့ကြက်သားပမာဏအနည်းများပေါ်မူတည်ပြီးတော့အပြောင်းလဲတော့ရှိနိုင်ပါတယ်။ကြော်နေနဲ့ကြက်သားပဲလေးတွေအားရွှေအောင်တန်းလာပြီးတော့ကျွတ်စပြုတ်လာပြီဆိုရင်တော့ရေုပ်တိခွဲကြံကိုထည့်လိုက်ပါမယ်။ရေုပ်တိခွဲကြံကိုကြက်မွားကြော်ရကန်ဒီမှာထည့်တာတော့ အစာတွေကထည့်ထားရင်ကြောကျင်ကြတဲ့အတွက်မြုပ်တီးကတူးသွားမှာဆိုလိုပဲဖြစ်ပါတယ်။ကြက်ခန်းဒီမှာထည့်တဲ့အတွက်ကြက်မွားကြော်လည်းရတယ်လို့မြုပ်တီးကလည်းအနီတော်ကြက်သွားမှာပဲဖြစ်ပါတယ်။မြုပ်တီးမုတ်ထည့်ပြီးသွားရင်တော့ BAA နဲ့နေငယ်ဆက်ပြီးတော့မှုပေးပါမယ်။ကြက်မွားကလည်းကျွတ်သွားပြီးမြုပ်တီးကလည်းအနယ်လေးမှုသွားပြီးဆိုရင်တော့ကြက်မွားကြော်ရပါပြီ။ဆယ်ပြီးတော့စီးစစ်ထားလိုက်ပါမယ်။ စီစစ်သွားပြီဆိုရင်တော့ကြက်မွားကိုအရင်ကြော်ပြီးတော့စီစစ်ထားတဲ့ကြက်သွုံကြောတို့ပြင်းတော်တင်းတို့စတာတင်နဲ့ပြန်ရောပြီးတော့တမအောင်လို့မှုေပေးပါမယ်။ပြန်ရောမှုေတာတော့မီးအပူထပ်ပေးစရာမလိုတော့ပါဘူး။အိုးထဲမှာဒီတိုင်းပြန်ရောပြီးတော့တမအောင်မှုေလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ဆိုရင်ကြက်မွားကြော်ရဲ့အတန်လေးကလုံးဝကိုကျွတ်ရွားပြီးတော့စားကျင်ပြာရန်ကောင်းနေပါပြီကျွတ်နေအောင်ကြော်ထားတာမို့လို့ဒေလုံအောင်တင်ထားမယ်ဆိုရင်လည်းရက်အရှိန်ထားခံပါတယ် အိမ်မှာပဲဟင်းချက်တာပဲဖြစ်ဖြစ်မနက်အစာပြေးထမင်းကြော်နေပဲဖြစ်ဖြစ်ထမင်းစီစမ်းလေးနေပဲဖြစ်ဖြစ်တွဲစားမယ်ဆိုရင်ကြက်မွားကြောကအလွန်ပဲစားကောင်းပါလေကျွန်တော်တို့ကတော့ညဘက်မှာရုပ်ရှင်ကြည့်ရင်လည်းအပြင်းပြင်းစားတဲ့အခါစားလိမ့်ရှိပါလေကြော်ပြီးသွားတဲ့အခါမှာတော့စားဖို့ပကံလေးကိုခတ်ထည့်ပြီးပူရာကိုလေလုံးနဲ့ဖန်ပလင်းဒါမှမဟုတ်ရင်ဘူးရဲကိုထည့်ပြီးတော့သိမ်းထားနိုင်ပါလိမ့်ရယ်။ကျက်သား900ဂရမ်ကိုကြော်တာကျက်သွန်အစာနေပါဆိုတော့ ပုံမှန်ဟင်းခတ်တဲ့ပကံတစ်လုံးစာပြီးဘူးနဲ့လည်းနောက်တစ်ဘူးရပါသေးတယ်။အပင်မှန်ခံနိုင်မယ်ဆိုရင်တော့အိမ်မှာကိုယ်တိုင်လှုပ်ရှားတာဈေးတက်တက်တာတာနဲ့များများရတာမို့လို့ကြက်မွကြော်ကြိုက်တဲ့လူတွေအတွက်အိမ်မှာကိုယ်တိုင်စားဖို့လောက်တာပဲဖြစ်ဖြစ်အဝေးရောက်နေတဲ့အိမ်သားတွေကိုကြော်ပေးတာပဲဖြစ်ဖြစ်လှုပ်ပေးလို့ရအောင်လို့အခုနီးလေးကိုမျှဝေပေးတာပဲဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်အခုကျမ်းမွားကျော်လုံနီးလေးကိုသဘောကျနှိမ့်ဆိုင်မယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ် အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်နီမုံလုံးနီတွေကိုအပတ်စဉ်တနင်္လာပို့တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye